ားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့က flat ever တွေအကြောင်းပြောမယ်ပေါ့နော်အဲ့တော့ flat ever ဆိုတာကဘယ်လိုမျိုးလဲပေါ့နော်ဒီ flat ever ဆိုတာက edit နဲ့ဒီ ever နဲ့က same spelling same pronunciation စာလုံးပေါင်းနဲ့တူတယ်အတန်ထွက်လဲတူတယ်သူ့မှာမှတ်ရမယ့်တစ်ချက်ကသူ့ရဲ့ ending အဆုံးသတ်ဒီ ly ပေါင်းထားမှာမဟုတ်ဘူး เนาะအဲ့တော့တချို့သော LGD တွေမှာဆိုရင်ကျမတို့ airline ပေါင်းထားတဲ့ LGD တွေရှိတယ်ဥပမာဆိုပါစို့ friendly တို့ဒီ lovely တို့เนาะ lively တို့အဲ့လိုမျိုးမှာဆိုရင် LGD ဖြစ်ပေမဲ့ airline ပေါင်းထားတာမျိုးရှိတယ်အခုက LGD နဲ့ Avanade က same spelling same pronunciation သို့တော့ ending အဆုံးသတ်မှာ ly မပါဘူးเนาะဒါလေးမှတ်ထားမှာဖြစ်တယ်အဲ့တော့ exam မှာကြည့်မယ် he runs first နော်သူပြေးတယ်ညံ့ညံ့ပြေးတယ်နော်သူဘလို့ပြေးလဲဆိုတဲ့အရာကိုဒီမှာ run ဆိုတဲ့ verb ကိုထူပြူဖို့အတွက်ဒီ first ဆိုတဲ့ adverb ကို လာထားတာတယ်အဲ့တော့ verb ကိုထူပြူမှာဖြစ်တဲ့ပြောကြောင်ဒီ first ဒီ adjective လဲ first ပဲ adverb လဲ first ပဲသို့တော့ verb ကိုထူပြူရတဲ့အတွက်ကြောင့်ဒီ weather အရာဆိုရင်ကျွန်တော်တို့ first ကို adverb လို့ခေါ်တယ် အဒီဒနဲ့ဆလုံးမောင်းရောတန်ထွက်ရောတူတဲ့အတွက်ကြောင့်သူကို flat ever လို့ခေါ်ခြင်းဖြစ်တယ်။နောက်တစ်ကြောင်ကြည့်မယ်။ She spoke loud เนาะ loudly မဟုတ်ဘူးเนาะ။သူမစကားကိုကြဲကြဲလောင်လောင်ပြောတယ်။အဲ့တော့ဒီနေရာမှာကျွန်တော်တို့ loud ဒီ adjective ရော ever ရောအတူတူပဲ။ဒီ spoke ဆိုတဲ့ verb ကိုသူက modify လုပ်တဲ့အတွက်ကြောင့်ဒီ loud ဒီဒီ word ကြအရဆိုရင် ever လို့ပြောရမှာဖြစ်တယ်။ နော်အဲ့တော့ edit ရော ever ရော same spelling same pronunciation ဖြစ်တဲ့ l y အဆုံးတတ်မှာမဟုတ်ဘူးအဲ့ဒါမျိုးကိုကျွန်တော်တို့ flat ever လို့ခေါ်ပါတယ်အဲ့တော့ flat ever လို့ဘာကြောင့်ခေါ်ရတယ်လဲပေါ့နော်ပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်တို့ edit ဖြစ်လာဖို့အတွက်ဆိုရင် noun တို့မဟုတ် verb ကို selfish လို့ခေါ်တဲ့ ending ပေါင်းပြီးတော့ edit လုပ်တယ် Edward လည်းထိုးတူပဲ Edward ဖြစ်ဖို့အတွက် LG တစ်ကို LY ပေါင်းကြတယ်เนาะအဲ့တော့အဲ့လိုမျိုး LY ပေါင်းစရာမလိုပဲနဲ့ LG တစ်ကိုပဲ Ever အဖြစ်เนาะပုံပုံတံပေါ့เนาะဒီ N chain ပြောင်းလဲစရာမလိုပဲသုံးလို့ရတဲ့အတွက်ကြောင့်သူ့ကိုကျွန်တော်တို့ flat Edward လို့ခေါ်တယ်အဲ့တော့ဒီ flat Edward လို့ပြောလိုက်ပြီဆိုတာနဲ့သူဒီ LY နဲ့ဒီ ending အဆုံးသတ်မှာမဟုတ်ဘူး Academic writing တောင်မှเนาะဒီကျွန်တော်တို့ဒီ LY ပေါင်းထည့်စရာမလိုပဲနဲ့ရေးလို့ရတယ် ်သို့တော့အင်္ဂလိပ်စာဒီချွင်းချက်အများတန်းရှိတဲ့အတွက်ကြောင့်ဒီကျွန်တော်တို့ဒီ spoken တို့ဒီ spoken language ပေါ့နော်ဒီဒီတိုင်းဒီ casual sense ပြောမယ်ဆိုရင်တော့ ly မပါဘဲနဲ့ပြောတယ် တခါတလေမှာကျမတို့ academic writing formal writing တွေမှာ airline လေးပေါင်းပြီးရေးတာမျိုးလဲတွေးကောင်းတွေးနိုင်တယ်เนาะအဲ့တော့ဒီပြမျိုးတော့ပြောရမယ်ဆိုရင် flat ever ဆိုတာကဒီ old fashion အနေနဲ့သုံးတယ်သူတို့ကျမတို့ fix လုပ်ထားပြီးသားเนาะဒီ fix ဟိုဟိုဟာဘောเนาะတခါတည်းပြင်ဆင်ထားပြီးသားစကားစုတွေရှိတယ်เนาะအဲ့လိုမျိုးတွေမှာဆိုရင်အထူးသဖြင့် idiom လိုမျိုးဒီ expression ပေါ့เนาะဖော်ပြချက်တွေမှာဆိုရင်တော့ကျမတို့ ly မပေါင်းတော့ ever တွေကိုတွေးရမှာဖြစ်ပါတယ် ဒီမှာ common ဖြစ်တဲ့ဒီ flat ever တွေဒီမှာရေးထုတ်ထားတယ်အဲ့တော့ flat ever လို့ပြောတဲ့အတွက်ကြောင့် edit နဲ့ ever နဲ့က same spelling same pronunciation ပဲ example ဝကြလေးကြည့်မယ် he went first သူမြန်မြန်ပြေးသွားတယ်နော်သူဘလို့ပြေးလဲမြန်မြန်ပြေးတယ် first the edit ရော ever ရောတူတူပဲဖြစ်တယ်ဒီဝကြအရဆိုရင်တော့ verb ကိုထူပြတဲ့အတွက်ကြောင့်ဒါဒီ ever she study hard ဟာဒီအဂျီတင်းနေနဲ့သုံးမဲ့ဆိုရင်သူဒီအဂျင်နာကင်းတာအသဲမာတာเนาะမာအဲ့လိုမျိုးမာကြောတာကိုပြောချင်းဖြစ်တယ်ဒီနေရာမှာတော့ study ဆိုတဲ့ဒီ verb ကိုလာပြီးအထူးပြုရတဲ့အတွက်ပြင်းပြင်းထန်ထန်စူးစားတယ်လို့ဘာသာပြန်ရမယ် they arrived late เนาะသူတို့နောက်ကျပြီးမှရောက်တယ် late late ဒီ adjective ever တူတူပဲအဲ့ဒါကိုမှကျွန်တော်တို့က late late ကို ever အဖြစ်နဲ့ရေးတဲ့ဆိုပြီးတော့ ly ပေါင်းလိုက်မယ်ဆိုရင် lately ရဲ့ meaning က recently မကြသေးမီကဆိုတဲ့အဓိပ္ပာယ်တက်ရောက် က်တဲ့အတွေ့အကြောင်သူတို့ရောက်တာမကြသေးဘူးလို့ပြောချင်းဖြစ်တဲ့ဒိဗက်လွဲသွားနိုင်တယ်အဲ့ဒီအတွေ့အကြောင် late ကို late time ပဲထားပြီးတော့ရေးမယ် the short open early เนาะ to do ပဲဒီမှာ early ဒီ ly နဲ့ပေါင်းထားပေမဲ့ agd လည်းသူပဲ adva လည်းသူပဲ early earlier earlier เนาะအဲ့တော့ဒီဝါကြားရဆိုရင်တော့ open ကိုလာပြီးတော့ modify လုပ်တဲ့အတွက်ကြောင့်သူဒီ adva ဖြစ်တယ် the bird flew high နှက်ကခမင်းမြင်းပြန်သွားတယ် highly မဟုတ်ဘူးเนาะ highly educated ကတည်တန့်ရှိတယ်ဒါ degree ကိုပြောတဲ့နေရာ ာမှာတော့နော်အခုကမြင့်တော့ခက်မြင့်မြင့်နော်မြင့်မြင့်မာမာဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ် the plane flew low နော်လေယာဉ်ကခန်းနေနေပြန်သွားတယ်ထို့အတူပဲ airline ပေါင်းစရာမလိုဘူး agent နဲ့ adverb နဲ့ကျွန်တော်တို့ same spelling same pronunciation the diver swam deep နော် diver ဆိုတာကရေငုပ်သမားကဟိုရေနဲ့ပိုင်းမှာရေကူးတယ်ပေါ့နော် the meeting lasted long နော် meeting ကတအားကြီးကိုမှကြာတယ်နော်ဒီ l o n g long ကလေဘာအနေနဲ့လဲသုံးလို့ရတယ် long နော်ဒီတောင်းတသည်ဆို longing အဲဒါမျိုးသုံးတယ်ဒီမှာကြာတော့ဒီ verb ကိုထူပြရတဲ့အတွက်ကြောင့် adverb အဖြစ်သူသုံးထားတယ် ယ် come near and listen ဒီနားလာပြီးတော့နားထောင်เนาะ near ဆိုတဲ့အရာဒီ ni ni na na เนาะ adverb အနေနဲ့သုံးတယ်အရှိမ come ဆိုတဲ့ verb ကိုထူပြရအတွက်ကြောင့်ဒါကို near လीလို့သွားသုံးမယ်ဆိုရင် near လीဒီလူ ni ဘာလို့သဘောတရောက်သွားတယ်เนาะဒီနေရာမှာတော့ ni ni na na ဒီနားလာပြီးတော့နားထောင် turn right at the corner เนาะတောက်ဆုံရောက်လို့ရှိရင်ညာဘက်ကိုလှည့်လိုက်เนาะ right เนาะဒီဒါဟိုเนาะမှန်ကန်တော့ဒါမျိုးသွားသုံးတာမဟုတ်ဘူး turn right at the corner adverb အနေနဲ့သုံးထားခြင်းဖြစ်တယ် အရှိမ time ဆိုတဲ့ verb ကို modify လုပ်တယ်ထို့အတူပဲ go straight ahead เนาะဒီရှေ့တက်တက်ကိုလျှောက်သွား go straight ahead เนาะအရှိကိုဆက်လျှောက်သွားတက်တက်လျှောက်လို့ပြောခြင်းဖြစ်တယ် open the door wide เนาะ open ဖွင့်တာ the door ကို wide တကားကိုကြဲကြဲလေးဟတာဖွင့်တာလို့ပြောခြင်းဖြစ်တယ် widely လို့သုံးစရာမလိုဘူးဒီမှာကျွန်မတို့ WIDE ဒီ power speaker ဟိုးရှေ့မှာရှိတဲ့ open ကိုလာပြီးတော့ modify လုပ်တာဒီနီးနားမှာရှိတဲ့ door ဆိုတဲ့နောင်းကိုသူကထူပြူတာမဟုတ်ဘူးเนาะဒါ အတွက်ကြောင့်သူကိုကျွန်တော်တို့ flat ever လို့ပြောခြင်းဖြစ်ပါတယ် ဒီ spoken english မှာပေါ့နော် common ဖြစ်တဲ့ flat ever တွေကိုတည်တန့်စုထားပေးပါတယ်เนาะအဲ့တော့ဒီဘက်မှာက flat ever ဒီမှာက example ဝက်ကြစမ်းကြည့်မယ် the baby crying loud ကလေးကကြက်ကြက်လောင်လောင်အော်ငိုတယ်เนาะဒီ loudly လို့မသုံးဘူးเนาะ crying loud ကဒီဝက်ကြဒီ ll မှာသုံးထားတဲ့ဝက်ကြတွေအကုန်လုံးကဒီ spoken english เนาะပြောနေကြစကားလုံးတွေကိုယူသုံးထားခြင်းဖြစ်ပါတယ်အဲ့တော့ slow drive slow on this road ဒီလမ်းပေါ်မှာဖြည်းဖြည်းမောင်းလို့ပြောတယ် slowly လို့ကျွန်တော်တို့မသုံးဘူး go slow ဖြည်းဖြည်းသွား drive လို့ဖြည်းဖြည်းမောက်ဒါမျိုးပဲသုံးတယ်ပေါ့နော် drive ဆိုတဲ့ဘာကိုထူးပြပေးမယ် slowly ကိုမသုံးဘူးဟိုအတူပဲ come quick quickly လို့မသုံးဘူးเนาะမြန်မြန်လာမြန်မြန်လာလို့ပြောတဲ့ဟာကို can quick ဒီ quick ဆိုတဲ့အမ်ဟိုပါเนาะ second လုံးက adjective ရော ever ရောအတူတူပဲအရှိမရှိတဲ့ can ဆိုတဲ့ verb ကို modify လုပ်တဲ့အတွက်ကြောင့်ဒီ weather အရာဆိုရင်ကျမတို့ ever လို့ပြောခြင်းဖြစ်တယ်ထို့အတူပဲ hold it tight เนาะတင်းတင်းကြပ်ကြပ်ကင်တာ hold tight hold it tight tightly လို့ကျမတို့မသုံးဘူး spoken language ဖြစ်တဲ့အတွက်ကြောင့်เนาะ wipe is clean เนาะရှင်းတော့ပြလိုက်လားယူသေးသေးချာတော့ပြီးတော့ရှင်းပြလိုက်လို့ဒါမျိုးပြောခြင်းဖြစ်ပါတယ် clean လည်း edited ရော ever ရောအတူတူပဲเนาะ speak clear ရှင်းရှင်းလင်းလင်းပြောလို့ပြောတယ်ခရီးယာလီလို့ကျမတို့မသုံးဘူးเนาะခရီးယာ speak uh, speak clear to do best stay close to me ငါနဲ့ငါနဲ့နီးနီးနေနော် stay close to me close နေလို့ကျမတို့မသုံးပါဘူး play fair don't cheat နော်ဒီမလိမ်နဲ့မလှက်စားနဲ့မျှမျှတတကြစား fairly လို့မသုံးဘူး play fair to do best turn sharp left နော်ဒီဘက်ဘက်ကိုတက်တက်ကွေ့သွားလို့ပြောတယ် turn sharp left ဒီမှာ sharp ဒီကျမတို့ power of speed အရှိမ turn ကိုလာပြီး modify လုပ်တဲ့အတွက်ကြောင့် adverb ဖြစ်တယ် ထို့အတူပဲ roll the dove thing dove ဆိုတာကဒီမုတ်တာပေါ့နော်အဲ့ဒါကိုပါပါလေးပေါ့နော်ဒီမုတ်တာပါပါလေးလှိမ့်ဟွာဟွာပေါ့နော်လှိမ့်တာကိုပြောခြင်းဖြစ်တယ်ထို့အတူပဲကျွန်မတို့ spread the butter thick tobacco ကိုဟို thick ဆိုတာကထူထူပေါ့နော်အဲ့လိုမျိုးလေးဖြန့်ထားဒါမျိုးပြောခြင်းဖြစ်တယ်အဲ့တော့ thin to thick တို့ဒါဒီအကုန်လုံးဒီ adjective မှာလည်းတွေ့ရမလို့ ever ဖြစ်နေလဲသုံးလို့ရတယ်ပေါ့နော်ဒီ spoken english မှာဒါမျိုးနားလည်စေချင်တာဖြစ်ပါတယ် ဒီနောက်တစ်ခုကဒီ old fashion နေနဲ့ပေါ့နော်ဒီ fix လုပ်ထားပြီးသားသူတို့ဒီပြောနေကြဒီ native speaker တွေလည်းပြောတဲ့စကားကိုကျွန်တော်တို့က dial ယူသုံးတာ fix လုပ်ထားပြီးသားဖြစ်ကြတော့ကိုကအဲ့ဒါကိုယူပြီးတော့ထပ်ပြီးတော့ change ရပေါ့နော် that at it ပေါင်းထည့်တာမျိုးမရှိဘူးအဲ့တော့ fix လုပ်ထားပြီးသားဒီစကားပြောတွေပေါ့နော်ဒီမှာဆိုရင် set phrase လို့လည်းခေါ်တယ်ဒီ set ဒီကျွန်တော်တို့ ဘာဝန်ဘာဒူဘာဒရီသုံးခုစလုံးကအတူတူပဲဖြစ်တယ်ဒီနေရာမှာ set လောက်ထားပြီးသား phrase ဒီစကားစုတွေကိုပြောချင်းဖြစ်တယ်ဒါဒီကျွန်တော်တို့ past participle နဲ့ရေးထားတဲ့ adjective တောင်ပြောတာပေါ့နော်အဲ့တော့ဒီဘက်မှာ flat ever example ဝယ်ကြလာပြီ you guess sure နော်အဲ့တော့ဒီမှာဒီ implied subject you တွေကိုထပ်ပြီးတော့သုံးထားတယ် guess sure နဲ့လည်းသုံးလို့ရတယ်နော် bad you put နော်မင်းသိချနေပြီလားနော်အဲ့လိုမျိုးပြောချင်းဖြစ်တယ်ထို့အတူပဲ sit still နော်နော်ထိုင်နေနော်ဘယ်မှမသွားနဲ့ဒီမှာထိုင်နေငြင်းငြင်း င်လေးထိုင်နေလို့ပြောမှာဆိုရင် sit still ထို့တကူပဲအဲကျွန်တော်တို့ sleep tight เนาะဒီ tightly လို့လာပြီးတော့မသုံးဘူးအိပ်ပျော်အောင်အိပ်လို့ပြောမှာဆိုရင် sleep tight ထို့တူပဲ go right ahead เนาะဒီ go သွား right ahead เนาะဒီညာဘက်တက်တက်ကိုသွားဆက်ပြီးတော့သွားလို့ပြောခြင်းဖြစ်တဲ့ right ahead ဒီညမှာ go right ahead တက်တက်ဆက်ပြီးတော့သွားဖို့ပြောခြင်းဖြစ်တဲ့ gas from မှားနေတယ်เนาะမှားနေတယ်လို့ယူဆတဲ့ gas from เนาะဒီမှာ gas ယူဆသည်ဆိုတဲ့ verb ကိုကျွန်တော်တို့ဒီ from ဆိုတဲ့မှား ာသောဆိုတဲ့ AG ဒီနေရာမှာကျတော့ဘာကိုလာပြီးသူပြရအတွက်ကြောင့် advert အနေနဲ့သုံးနာခြင်းဖြစ်တယ် he felt no he felt flat on his feet เนาะသူတခုခုမှကြရှုံတဲ့အတွက်ကြောင့်ဒီမျက်နာမှာဒီရှက်ရှက်သွားတဲ့သဘောမျိုးပြောခြင်းဖြစ်ပါတယ် flat ဖြစ်သွားတယ်ပေါ့နော်ဒီ flat လေးကျမတို့ AG ရော advert ရောကအတူတူပဲသို့တော်အရှိမ felt ဆိုတဲ့ဘာကို modify လုပ်တဲ့အတွက်ကြောင့်သူ့ကို advert အနေနဲ့သုံးထားခြင်းဖြစ်တယ် တို့တူပဲ stop that in your truck เนาะမင်းလုံးနေတဲ့အရာကိုအခုချက်ချင်းရက်လိုက်ရောင်းနေတဲ့နေရာလုံးနေတဲ့အဲအရာချက်ချင်းဒီနေရာမှာရက်လိုက် stop that in your truck ဒါမျိုးပြောချင်းဖြစ်တယ် deadly လို့မသုံးဘူးเนาะချက်ချင်းရခိုင်းတာကိုပြောချင်းဖြစ်တယ် stop ဆိုတဲ့ verb ကိုလာပြီးတော့ modify လုပ်ပေးတယ် adverb ဖြစ်ပါတယ် he forgot it clean သူတန့်ရှင်ရေလုပ်ဖို့အတွက်သူမေ့သွားတယ်သူလုံးဝမေ့သွားတယ်ဆိုတော့ he forgot it clean နဲ့သုံးချင်းဖြစ်တယ် ဲ့တော့ကျမတို့ LY ပါခြင်းမပါခြင်းနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ summarize လုပ်မယ်ပေါ့နော်အဲ့တော့ flat adverb အကြောင်းပြောသွားတယ် flat adverb ဆိုတာက adjective နဲ့ adverb နဲ့ပြီး same spelling same pronunciation ဖြစ်တဲ့ verb ကိုအတူပြုဖို့အတွက်ယူသုံးတဲ့အခါမှာဆိုရင်အဲ့ဒီစကားလုံးကိုပဲကျမတို့က adverb အနေနဲ့သုံးတယ်အဲ့ဒီအတွက်ကြောင့်သူကိုပုံသဏ္ဍာန်ချိန်သွားခြင်း and change ပြောင်းလဲမှုမရှိခြင်းကြောင့် flat adverb လို့ခေါ်ခြင်းဖြစ်တဲ့အဲ့တော့ LY ပေါင်းလိုက်မယ်ဆိုရင်အဓိပ္ပာယ်ပြောင်းသွားတဲ့စကားလုံးတွေကိုဒီမှာတည်တံ့ရွေးပြထားတယ်ပေါ့နော် HARD ဟာ ဒါဒီခက်ခဲသောမာကျော်သောအသည်းမာသောအကျဉ်းနာကင်းသောအဂျီတွေလည်းရှိသလို advance ရင်တော့ပြင်းပြင်းထန်ထန်ဆိုတဲ့ဒိဗတ်တက်ရောက်တယ်အဲ့ဒီ heart ကိုကျမတို့က weather တစ်ကြောင်းမှာ advance နေနဲ့ယူရေးမယ်ကိုကအဲ့ဒါကို n line ပေါင်းလိုက်မယ်ဆိုရင်ဒိဗတ်ကဒီလိုမျိုးချိန်သွားနိုင်တယ် exam မှာပေးထားတယ် he work hard သူအလုပ်အရန်ကြိုးစားတယ်เนาะ hard ဒီဒီနေရာမှာ work ဆိုရဲအလုပ်ကို verb ကိုလာပြီးထူပြရတဲ့ကြောင့် adverb တော်တော်သူ့ကိုကျမတို့က he hardly work လို့တုံးလိုက်မယ် hardly ဆိုရဲ ly ပေါင်းလိုက်မယ်ဆိုရင်သူရဲ့ hardly ရဲ့ meaning က not သူအလုပ်လုံးဝမလုပ်ဘူးเนาะ not at all လုံးဝပဲသူအလုပ်မလုပ်ဘူးဆိုတဲ့သဘောတရားတယ်ထို့အတူပဲ late late ဒီကျမတို့ဒီ adjective ရော adverb ရောတူတူပဲမဟုတ်လို့ flat adverb လို့ခေါ်တယ်ဒါကို ly ပေါင်းလိုက်မယ်အဲ့တော့ weather နဲ့ကြောင်းရှင်းပြီး ေးထားတယ် he came late သူ နောက်ကျပြီးမှရောက်လာတယ်เนาะဒါလည်းကျမတို့ဒီအချိန်မှန်မရောက်ဘူးဆိုတဲ့သဘောတက်ရောက်တယ်အဲ့ဒါကိုကျမတို့က lately လို့သုံးလိုက်မယ်ဆိုရင် he hasn't come lately ငါ lately ရဲ့ meaning က recently เนาะ L1 ပေါင်းလိုက်တာနဲ့မကြသေးမိကားဆိုတဲ့သဘောတက်ရောက်သွားတယ်เนาะ late နဲ့ lately meaning က totally different နောက်တစ်ခုထို့အတူပဲကျမတို့ near nearly အဲ့တော့ come near ဒီနားလေးလာလို့ကျမတို့ပြောတယ် near ဒီနီနီနာနာအနီးအနားမှာရှိတော့ဆိုရင်အကြည့်ဒီ advanced အနေနဲ့သုံးမယ်ဆိုရင်တော့နီနီနာနာအဲ့တော့အရှင်းမှာဘာက imperative pattern နဲ့ရေးထားတဲ့ verb 1ရဲ့အနောက်မှာဆိုတော့ကျမတို့ဒီ verb 1ပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့ verb ရဲ့အနောက်မှာဖြစ်တဲ့အတွက်ကြောင့်ဒါဒီ adverb အနေနဲ့သုံးလိုက်တယ်နီနီနာနာလာ come near ဒီနာလာအဲ့ဒါကိုကျမတို့က nearly နဲ့သုံးလိုက်မယ်ဆိုရင် i nearly felt เนาะ letter မတန်းဖြစ်သွားတယ် nearly ရဲ့ meaning က almost လူနီပါเนาะကျမတို့ finish or not ရဲ့ပြီးပြီလားပြီးသေးဘူးလားမေးမယ်ဆိုရင်ကျမ nearly finish ပြီးတော့မှဆရာမအဲအဲ့ဒါဆိုရင် nearly ဒီပြီးခါနီးပြီးလူနီပါတမို့ almost almost နဲ့သွားပြီးတူတယ်เนาะနီယာကတော့နီနီနာနာဒီနီယာလေးကလူနီပါအဓိပ္ပာယ်ကွဲပါတယ် high နဲ့ height တွေထူတူပဲ the bird flew height เนาะအဲ့တော့ငှက်ကခန်းမြင်းမြင်းပြန်သွားတယ်ဆိုရအောင် height တွေသွားပြီးတော့မသုံးဘူးအဲ့တော့မြင်းမှာပြန်သွားတယ်เนาะဒီအမြင်ကနေပြီးတော့ပြန်သွားတယ်ဒါကို machine's highly educated သူမကเนาะပညာအဆင့်တန်းမြင်ပါတယ်ဒီ great degree တွေသူမမှာရှိတယ်ဆို highly educated ဒီ person တူဖြစ်တယ်ပေါ့เนาะဒါမျိုး highly educated ဒီ highly ီးဒီကျမတို့ဒီဟိုပါဗောဒီ meaning ကိုချိန်သွားစေတဲ့စကားလုံးဖြစ်ပါတယ်သူလည်းပဲနောက်တစ်ခု most most နဲ့ most နဲ့ kwa cha cha ဗောနော် i like it most အဲ့ဒါကိုငါကကြိုက်တယ်နော်ဒါကိုပို့ပြီးတော့နှင်းချိုက်တယ်ဆိုပြောမယ်ဆိုရင် i like it most နော်အဲ့ဒါကိုငါကပို့ပြီးတော့နှင်းချိုက်တယ်ငါအကြိုက်ဆုံးပဲအဲ့ဒါကို mostly နဲ့သုံးမယ်ဆိုရင် mostly student who are present နော်အဲ့တော့ကျောင်းသားအများစုကဒီမှာရှိနေခဲ့ပါတယ်လို့ပြောခြင်းဖြစ်တယ်မိုးစီဒီ mainly ဆိုတဲ့သဘောတရား ောက်သွားတယ်အဲ့တော့ဒီနေ့သင်ခန်းစာကတော့ flat ever အကြောင်းပြောသွားတယ် flat ever ဆိုတာကကျွန်တော် edit နဲ့ ever နဲ့စာလုံးပေါင်းတူတူပဲတန်ထွက်လဲတူတူပဲဖြစ်တယ်ဒီ edit ကို ly ပေါင်းပြီးတော့ ever ဖန်တီးတာဖြစ်တဲ့အတွက်ကြောင့်အဲကျွန်တော်တို့ကဒီ ပုံတံမချင်းသွားတဲ့ဒီ adverb တွေကိုကျွန်တော်တို့ flat adverb လို့ခေါ်ခြင်းဖြစ်ပါတယ်အဲ့တော့သူ့ကိုကျွန်တော်တို့ old fashion နေနဲ့လည်းသုံးတယ်ဒီ set လောက်ထားပြီးသား fix လောက်ထားပြီးသားဒီ phrase တွေဒီစကားပုံတွေစကားဟောပေါ့နော်ဒီစကားပြောတွေအဲ့ဒီမှလည်းသုံးတယ်ဆိုတာလေးလေ့လာရမှာဖြစ်ပါတယ်အဆင်ပြေမယ်လို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်